တနင်္လာရီတိုင်းဒဝဲမြို့နယ်အရှိတောဒေသမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်အခြေသားပြည်သူတို့အသေဆုံးပြီးစာတင်ကြောင်းအဆောက်အဦတချို့ထိမှန်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကတန်လွင်တိုင်းကိုပြောပါရယ်ပြီးခဲ့တဲ့ဧပြီ23ရက်နေ့နေ့လယ်တနင်္လာရီချိန်ကမှစစ်ကောင်စီတပ်ဟာတဝဲရှိတော်ဒေသကတောင်သုံးလုံးကျေးရွာနဲ့ကြောင်မဲတောင်ရွာကြားကိုပေါင်နေရဘုံနှလုံးလာရောက်ကျဲချသွားတာပါဘုံကျဲမှုကြောင့်တောင်သုံးလုံးကျေးရွာနေအသက်30ကျော်ရွယ်ခိုအီစာ နောက်ကျောဘုံစားတိမှန်တည်ဆုံသွားသလိုတောင်သုံးလုံးကြီးရွာကမူလာတန်းကျောင်းစာဦးတိမှန်ပျက်စီးခဲ့ပါတယ်။စစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခတ်မှုကြောင့်တောင်သုံးလုံးကျောင်းဝဲတောင်ရွာကဒေသခံတို့ဘေးလွရာထွက်ပြေးတိမ်းရှောင်နေကြရပြီးတချို့ကတော့ရွာထဲမှာပင်နေထိုင်နေပြီးအခြေအနေစောင့်ကြည့်နေကြတယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းကျောင်းဝဲတောင်နဲ့တောင်သုံးလုံးတို့ဝိုက်ကိုတော်လန်ကြီးတက်တီဝင်ရောက်လာတာကြောင့်မြစ်တာမြို့မှာရှိနေတဲ့ စစ်ကောင်စီဗျူဟာစကန်ကလည်းတောင်သုံးလုံးနဲ့ကြောင်မဲတောင်ရွာဘက်ကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာတွေရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဧပြီ16ရက်နေ့ကလည်းတနင်္လာနေ့တိုင်းတရချောင်းမြို့နယ်ရငဲကြီးရွာမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခတ်မှုတွေကြောင့်မြေပိုးနှစ်ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။